အားလုံးပဲမင်္ဂလာပါရှင်ခုတင်ဆက်ပေးမှာကတော့လဗရောင်တောင်ဂျင်းနီစီမံကိန်းရှိဝမ်ပေါင်ကုမ္ပဏီကနေဂျင်းနီပြားတွေတဲတိုင်းဒေသခံဂျီပါတွေကိုစစ်ကောင်စီကလက်နက်ကြီးတွေအကြောင်းမဲ့ပြစ်ခတ်နေတဲ့ဆိုတဲ့သတင်းမှာ စကိုင်းတိုင်းစလင်းကြီးမြို့နယ်လက်ပရောင်းတောင်ဂျင်းနီစီမံကိန်းရှိတရုတ်အစိုးရကုမ္ပဏီဝန်ပေါင်းရဲ့ဂျင်းနီစီမံကိန်းအတွင်းကနေထွက်ရှိလာတဲ့ဂျင်းနီပြားတွေကိုတည်ဆောင်တဲ့အချိန်တိုင်းအနီးဝန်းကျင်မှာရှိတဲ့ဒေသခံဂျင်းပြားတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့်ဒေသခံတွေသေဆုံးထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါဗျ။ အာနာသိမ့်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်တွေကဝမ်ဘောင်းကုမ္ပဏီနဲ့ရန်စီကုမ္ပဏီတို့ရဲ့စီမံကိန်းဧရိယာများအတွင်းစခန်းချကကုမ္ပဏီမှကားများကိုအသုံးပြုပြီးအနည်းနားရှိကြေးရွာတွေကိုစစ်ကြောင်းထိုးခြင်းကုမ္ပဏီဝင်အတွင်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။ကျင်းနီပြားတွေတဲထောက်တော့မယ်ဆိုရင်ပြစ်ပြီးပက်လေကိုပြစ်တာကုမ္ပဏီနဲ့ဝမ်ဘောင်းကြားမှာရှိတဲ့ကြေးရွာတွေအလုံးကိုပြစ်ခတ်တာအဲ့ဒီအချိန်တွေဆိုအကုန်ပြေးရတာ သူတို့ကစစ်ကြောင်းလဲထိုးသေးတယ်လို့ဒေသခံတအူးက CJ platform ကို ပြောပါတယ်။ပြီးခဲ့တဲ့မေလ16ရက်နေ့ကစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် Great Dre ចောင်းတို့တအူးသေဆုံးခဲ့ရတာရှိသလိုမေလ14ရက်နေ့ည10:00နာရီခန့်မှာလဲရေကြီးပင်ကြီးရွာအပေါ်ကိုလက်နက်ကြီးနဲ့အချက်ပေါင်းမရေတွက်နိုင်အောင်ပစ်ခတ်ခဲ့တယ်လို့သူကဆက်ပြောပါတယ်။ တရုတ်နိုင်ငံကုမ္ပဏီဖြစ်တဲ့ဝမ်ပန်ကုမ္ပဏီနဲ့ရန်စီကုမ္ပဏီတို့ဟာစစ်ကောင်စီရဲ့အတိတ်ကဝင်ငွေလမ်းကြောင်းဖြစ်တယ်လို့တရုတ်နိုင်ငံအကျိုးစီးပွားအတွက်စစ်ကောင်စီကဒေသခံတွေကိုအကြောင်းမဲ့ပြစ်ခတ်တပ်ဖြတ်နေတယ်လို့နေအဆောက်အဦတွေကိုလည်းဖျက်ဆီးနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ တရုတ်နိုင်ငံကုမ္ပဏီဖြစ်တဲ့ဝမ်ပေါင်ကုမ္ပဏီဟာတရက်ကိုကျေးတန်ချိန်300ခန်းထုတ်လုပ်နေပြီးတရက်ကိုအမေရိကန်ဒေါ်လာ1.8တမ8သန်းခန့်ဝင်ငွေရရှိနေကစစ်ကောင်စီရဲ့အဓိကဝင်ငွေလမ်းကြောင်းတစ်ခုလည်းဖြစ်နေတယ်လို့ရမမင်ခန့်ရှိဒေါ်လာရေးတပ်ဖွဲ့ဝင်တအုပ်ကပြောပါရတယ်။ဒါအပြင် ဒေသတွင်းပြည်သူတွေကိုအကျိုးမရရှိစေပဲဒုက္ခပေးနေတဲ့တရုတ်ကုမ္ပဏီဝမ်ပေါင်းနဲ့ရန်စီကုမ္ပဏီမှာဝင်ရောက်အလုပ်လုပ်ကင်နေခြင်းဟာစစ်ကောင်စီရဲ့တောက်တိုင်တွေဖြစ်တာကြောင့်ဖြိုချရမှာဖြစ်ပြီးအရေးယူမှုတွေဖြစ်လာခြင်းမှာတော့အာမခံချက်မပေးနိုင်ဘူးလို့သူကဆိုပါတယ်ဝမ်ပေါင်းကုမ္ပဏီနဲ့ရန်စီကုမ္ပဏီမှာဝင်ရောက်အလုပ်လုပ်ကင်တဲ့နန်းစီရံဝန်ထမ်းတွေကိုလည်းအမြန်ဆုံးအလင်းဝင်ရောက်ဖို့ပြောဆိုခဲ့သလိုပြင်းထန်တဲ့အရေးယူတာတွေလှုပ်ဆောင်တော့မှာဖြစ်တယ်လို့သူကစက်ပြောပါတယ် ဝမ်ပေါင်းရန်စီကုမ္ပဏီတွေလဲပတ်နိုင်ဖို့ပတ်ဝန်းကျင်ရှိမကြီးတန်းကြီးရွာညောင်မင်းကြီးကြီးရွာစေဒီကြီးရွာစီတော်ကြီးရွာဝမေးကြီးရွာတို့အပြင်အနီးဝန်းကျင်ကြီးရွာတွေကိုမိရှုဖြည့်ဆည်းကြရမှာပြီးခဲ့တဲ့နှစ်အတွင်းညောင်မင်းကြီးကြီးရွာအုပ်စုကအင်ဂျီ1300ခန့်မိရှုဖြည့်ဆည်းခံခဲ့ရသလိုအပြစ်မဲ့ပြည်သူ30ခန့်အစုလိုက်အပြုံလိုက်လဲအသက်ခံခဲ့ရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ ဝမ်ပေါင်းကုမ္ပဏီနဲ့ရန်စီကုမ္ပဏီတို့ဝန်ကျင်ရှိကြေးရွာတွေနဲ့ပသိမ်မုံရံလမ်းမတစ်လျှောက်ရှိကြေးရွာတွေကိုစစ်ကောင်စီကမကြာခဏစစ်ကြောင်းထိုးလိရှိသလိုလက်နက်ကြီးတွေနဲ့ပါအကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်သလိုလေကြောင်းကနေလည်းပုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အခုလိုသတင်းတွေကိုပုံမမျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရေရှည်ရက်တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေက Subscribe လို့ဆောင်ပေးပြီး Like and Share လို့ဆောင်ပေးခဲ့နိုင်ပါတယ်ရှင်။ကျမနွယ်နွယ်ပါ